ခုသင်ခန်းစာ1စာမယ်။ဆိုတော့ဒီဒီသင်ခန်းစာမှာကွန်ပျူတာဆိုတာဘာလဲသိရမယ်။နောက်ကွန်ပျူတာတစ်လုံးအလုပ်လုပ်ပုံသိရမယ်။နောက်ပြီးတော့ hardware တွေအကြောင်းသိရမယ်။နောက် software တွေအကြောင်းသိရမယ်။နောက်ပြီး window တွေအကြောင်းသိရမယ်။အဲနောက်တစ်ခု program ဆိုတာဘာလဲ။နောက်ပြီးတော့ကွန်ပျူတာတစ်လုံးမှာပါဝင်တဲ့ PC ရဲ့အကြောင်း hardware တွေပေါ့နော်။ကွန်ပျူတာတော့မှာဘာတွေဘာတွေဘာတွေပါတယ်ဆိုတာမျိုးတွေသိရမယ်။အဲ့တော့ရင်းဦးဆုံး ွန်ပျူတာဆိုတာဘာလဲကိုပြပြပေးမယ်။အဲ့တော့ကျွန်တော်ကွန်ပျူတာဆိုတာတကယ်တော့လက်ရှိပစ္စည်းတစ်ခုပဲ။ဒီအိုးချော်ဆက်ရေကဲတက်တာအဲကွန်စတဲ့လက်ပစ္စည်းလက်ရှိပစ္စည်းတစ်ခုပဲ။သို့တော့ဒီကျွန်တော်တို့အခုသုံးမဲ့ personal computer လို့ခေါ်တဲ့ PC သူ့မှာကဘာပါသွားလဲဆိုတော့ဒီ input ဆိုပြီးတော့ပါတယ်နောက်တစ်ခု output ဆိုပြီးတော့ပါတယ် ။နောက် processing unit ဆိုပြီးတော့သူအပိုင်း၃ပိုင်းပါတယ်။ computer မှာ။ input ကဘယ်လိုဟာတွေကိုပြောတာလဲဆိုရင်ဒီ keyboard တို့ mouse တို့က input device တွေ။ဘာလို့ input device ကိုခေါ်လဲဆိုတော့ဒီ keyboard က computer ထဲကိုသူကတက်တက်တက်ရိုက်ပြီးတော့ data တွေသွင်းလိုက်တာ။ဒီ mouse ကလည်းပဲဒီ cursor လေးယူပြီးတော့ instruction ပေးလိုက်နေဆိုတာ input လုပ်လိုက်တာ။အဲ့တော့ a ရိုက်လိုက်တယ်ဆိုရင် a ပြပေးပါဘော။ဒီကလည်းကလစ်လုပ်လိုက်လဲဆိုရင်ဒါကိုနှိပ်ပေးပါဘော။ တော့ keyboard and mouse ကသူက input device ဖြစ်တယ်အဲ့တော့ input device ပြီးလို့ရှိရင်ခုန processing unit ဆိုတာဘာလဲဆိုတော့ဒီခုနက input လွတ်လိုက်တဲ့ data တွေကိုဒီ processing unit ဆိုတဲ့ဒီ system ဘုံကြီးอ่ะဗောနော်သူကတွက်ချက်ပေးတာအဲ့တော့ process လုပ်တယ်လို့ခေါ်တယ်အဲ့တွက်ချက်ပေးတဲ့ unit တကူကိုဒါ system ဘုံအဲ့ဒါပါတယ်အဲ့တော့ input ပါတယ် processing unit ပါတယ်နောက်တစ်ခုက output output ကဘယ်အောင်ပဲလို့ဆိုရင်ခုနက input လွတ်လိုက်တဲ့ဟာတွေကို processing လုပ်လိုက်ပြီ processing လုပ်ပြီးတဲ့ခါကျရင်ဒီ user ကိုပြန်ပြပေးရတယ်အ A ရဲ့လည်း A ပြန်ပေါ်အောင်ပြပေးရတယ် B ရဲ့လည်း B ပြန်ပေါ်အောင်ပြပေးရတယ်အမတင်းနေနေပေါ့နှစ်ဖြစ်တယ်ပဲနှစ်ဖြစ်တယ်ပြန်ပြပေးတယ်အဲ့တော့ output unit ကိုအဲ့ output unit ကဘယ်ဟာလဲဆိုလို့ရှိရင် monitor ကိုဆိုလိုတယ်အ monitor ဒီ output unit ထွန်းနေလောက်မှာ printer ဒီလည်းပဲ output unit ထဲမှာပါတယ်သူကဒီ data တွေကိုတွက်ချက်ပြီးအလုံးပြီးတော့ output အနေနဲ့ print ထုတ်ပြီးတော့ပြပေးတယ်ပေါ့ဆိုတော့ computer ဆိုတာဒီ input ရဲ့ processing unit ရဲ့ output ရဲ့ တော့ကိုပူပေါင်းပုံဝင်ထားတဲ့ဟာကိုကျွန်တော်ကွန်ပျူတာလို့ခေါ်တယ် personal computer pc ပေါ့ okay ဆက်ပါရအောင်နောက်တော့မရှိမလဲဆိုရင်ကွန်ပျူတာ hardware နဲ့ကွန်ပျူတာ software ဆိုတာလေးကိုရှင်းပြပေးမယ်ဒါကွန်ပျူတာ hardware ကဘယ်လိုဟာကိုကွန်ပျူတာ hardware လို့ခေါ်တာလဲကွန်ပျူတာမှာနှစ်ပိုင်းရှိတယ် hardware ရယ် software နှစ်ပိုင်းရှိတယ် hardware ဆိုတာကကွန်ပျူတာမှာ ထိတွေ့ကင်တွေ့လို့ရတယ်ဒီလိုထိတွေ့ကင်တွေ့ပြီးလို့ရတယ်ဒီလိုကင်လို့ရတယ်ဟာမှန်တယ်မြတ်ဟာ hardware တွေကြီးပဲရှင်းတယ်အမာတယ်ပေါ့နော်မြန်မာလို့ဆိုရင်ထိတွေ့ကင်တွေ့လို့ရသမျှအရာအားလုံးကို hardware လို့ကျွန်တော်ကခေါ်တယ်ဟုတ်ပြီဒါဆိုရင် software ရပါတယ် software ကြတော့ဒီ computer ရဲ့ screen မှာပေါ့နော်ထိလို့မရအောင်ကင်လို့မရအောင်ဒါပေမဲ့ तू ကဟိုဘယ်လိုခေါ်မလဲအသုံးပြုလို့ရတယ် ကင်လို့တိလို့မရအောင်အသုံးပြုရတယ်အဲ့တော့အဲ့လိုကွန်ပျူတာနဲ့ဆက်လက်ပြီးကင်လို့တိလို့မရအောင်အသုံးပြုရတဲ့အရာမှန်တယ်မရအောင် software လို့ခေါ်တယ်ဆိုတော့နှစ်ပိုင်းပဲ hardware နဲ့ software ဆိုရင် software ကဘယ်လိုဟာမျိုးလဲဆိုရင်အော် Microsoft Word တို့ Excel တို့ PowerPoint တို့နောက်ပြီး PageMaker တို့ Adobe Premiere Pro တို့နောက် AutoCAD တို့စတဲ့စတဲ့ application တွေအကုန်လုံးဟာဟလား software အမျိုးစားတယ်နောက်ဆုံး operating system ဖြစ်တဲ့ Windows ကိုယ်တိုင်တော့သူလား software ပဲအဲ့တော့ ထိတွေ့ကန်နေလို့ရတဲ့ဟာအားလုံးကိုကျွန်တော်က software လို့ခေါ်တယ်။ထိတွေ့ကန်နေလို့ရတဲ့အားလုံးကို hardware လို့ခေါ်တယ်။ဆိုတော့ computer မှာနှစ်မျိုးရှိတယ်။အပိုင်းနှစ်ပိုင်းရှိတယ်။ hardware နဲ့ software ။ဒါဆိုရင် hardware ကဘာတွေလဲကိုသိပြီး software ဆိုတာဘာတွေလဲကိုသိ။ Okay ဆက်သွားရအောင်။ဆိုတော့ခုနက hardware မှာဒီ system ဒီကန်လို့ရတဲ့ဓာတ်မှာခုနကအထက်က motherboard တို့ CPU တို့နော်ဒါလေးဖွင့်ပြပေးဖို့။ ခုဖွင့်နေတာဒီ computer system ဘုံရဲ့ကေစင်ပါကြမ်းလို့ခေါ်တာပေါ့နော် technician များဆိုတာပါကြမ်းလို့ခေါ်တယ်အဲပါကြမ်းအဖုံးလေးကိုဖွင့်နေတာဖြစ်ပါတယ်ဒါကပါကြမ်းဖုံးလေးကိုဖွင့်လိုက်ပြီဒါမျိုးကဒါကေစင်ကေစင်မျိုးဆက်ပုံမူတည်ပြီးတော့သူကပုံတန်းလုပ်လာတဲ့အခါအကြည့်ရတခါကျတံပြားကြီးနဲ့ပဲလာတာမျိုးရှိတယ်ဒီဟာကေစင်ကေစင်ပေါ့သူလည်းပဲ hardware ထဲမှာပါတယ် ဟောရမှာပါတယ်အခုတရားကဒီအောက်ကဒီတပေလောက်ရှိတဲ့အပြာက motherboard motherboard သူလည်းပဲ hardware ပဲ now cpu cpu ဒါ heatsink ခေါ်တာပေါ့ heatsink ဆိုတော့ဒါမျိုး heatsink ဟမ် heatsink အဲ heatsink အောက်သူလည်း hardware ပဲ heatsink အောက်မှာ cpu ဆိုတာရှိတယ် cpu ကဒါမျိုးနော် CPU ပြီးရင်နောက်ဒီမှာ memory ဆိုတာရှိမယ် တော့ memory ရှိမယ်နောက် power supply ရှိမယ် power supply ဟမ်ဒီ power supply ရာဒီ casing ထဲမှာကျတော့သူက casing ရဲ့ casing ရဲ့ဘာပေါ်မူတည်ပြီးတော့ casing design ကြောင့်ပေါ့နော်သူ power supply ကိုဒီ casing ဒီဒီအပုံးရဲ့အောင်မှာသူအုပ်ထားတယ်အုပ်ထားတော့ဘယ်လိုဖြစ်သွားကြလဲ air flow ကောင်းတယ်ဆိုတဲ့သဘောပေါ့ဒါ casing နဲ့ဆိုင်တာပေါ့နော် casing နဲ့ဆိုင်ဒီရတဲ့အောင်တော့ဒီမှာ CD drive ရှိမယ်။နောက်ဒီမှာ graphic card ရှိမယ်။နောက်ဒီကောင်ဒီ hard disk ပေါ့နော်။ဒါ NVMe hard disk ။ တော့ဒီအားလုံးဒီအားလုံးတော့ခုနကပြောလိုက်တဲ့တခုချင်းဒီတခုချင်းဒီဟာတွေကို hardware လို့ခေါ်တယ်။နော်ခုန hardware လည်းပြောပြီးပြီ software ဆိုတာ၄လည်းသိပြီ။ Okay ဒါဆိုရင်ဒါဟုတ်တယ်ဆက်သွားရအောင်။အဲ့တော့ hardware software ပြောပြတဲ့ခါမှာ Windows ဆိုတာတစ်ချက်ပြောပြပေးမယ်။ Windows ဆိုတာကကြတော့ OS သူက operating system ပဲ။ operating system မှာဘယ်လိုဟာတွေရှိမလဲဆိုရင် Windows မှာဆိုရင် Windows operating system သူက series light ခေါ်တာပေါ့ version light ပေါ့ version light အများကြီးရှိတယ်အများကြီးရတယ်ဆိုတော့ဟို92လို့ Windows 98တို့ဟာခဏမေးလိုက်မယ်ဘယ်ကစာပြောပြမလို့ဆို Windows XP ကနေစာပြောပြပေးမယ် Windows XP ကနေစာမြို့ဆိုရင် Windows XP ရှိမယ်ပြီးရင် Windows XP ပြီးတော့ Windows Vista ထွက်တယ် Windows Vista ပြီးတော့ Windows 7နောက်ပြီး Windows 8ပြီးရင် Windows 8.1ပြီးလို့ရှိရင် Windows 10 Windows 10မှာလည်းတော့ build version ခေါ်တာပေါ့အများကြီးအများကြီးသူကထွက်ခဲ့သေးတယ် ဲ့ဒါတွေပြီးတော့မှအခုနောက်ပြီဆို Windows 11ဒါ Windows 11ကတော့နောက်ခုနောက်ဆုံးထွက်ထားတဲ့ Windows version Okay အဲ့တော့ Windows လိုပဲ Apple မှာလည်းသူက OS ရှိတယ်သူ့ကိုကြတော့ Mac OS လို့ခေါ်တာပေါ့နော်အဲ့ Mac OS မှာလည်းပဲ Windows လို version တွေသူကရှိတယ်ဘယ်လို version တွေလဲဆိုတော့ Mac OS ကကြတော့အခေါ်ဝတ်တစ်မျိုးပေါ့ဟိုကတော့ Windows 7 Windows 8 Windows 10ဆိုပြီးခေါ်တယ် Apple ရဲ့ Macintosh Mac OS ကြာအဲ့လိုမဟုတ်ဘူးသူက Mac OS 10 Mac OS 11အဲ့လိုမျိုးသူနာမည်လေးနဲ့သွားတယ်ဆိုရင်သူ့ဟာလေးရိုးချက်ပြပြပေးမယ် Mac OS 10ဆိုရင်ပါရှိတယ် Mac OS 10က cheater ပြီးရင် Mac OS 10.1သူကပူမှာသူကဘယ်လိုကောင်းမလဲဟိုဟို beast သူက tired race အကောင့်နာမည်လေးနဲ့သူကသွားတာပေါ့နော် cheetah ပုံမှာပြီးလို့ရှိရင် mac os 10.2ကဂျာဂွာပြီးရင် mac os 10.3က panther mac os 10.4က tiger Mac OS 10.5က Leopard Leopard ကြည့်တယ်ပေါ့။နောက် Mac OS 10.6က Snow Leopard Mac OS 10.7က Lion ဆိုရင်အကျွန်တော်ဆိုရင်ဒီ Mac OS 10.7ဒီ Lion ကနေစပြီးတော့ Mac ကိုစပြီးသုံးခဲ့တာပေါ့နော်။အဲ့တော့10.7ပြီးရင် Mac OS 10.8က Modern Lion Mac OS 10.9ကအဲ့မှာတို့တော့10.9ရောက်တဲ့အခါမှာခုနကတာရဲ့တိရစ္ဆာန်တွေကိုဖယ်ပြီးတော့သူကဒီ shooting နေပဲရောက်သွားတယ် Maverick ဆိုပြီးတော့ ် macOS 10.9 Maverick macOS 10.9တန်းက Yosemite macOS 10.11က Elgin macOS 10.12က Sierra ပြီးရင်10.13က High Sierra 10.14က Mojave 10.50က Catalina 10.15ပြီးတော့သူက16မလာဘဲနဲ့ 10. အဝင်တော့ sorry macOS 11ဖြစ်သွားတယ်အဲ့မှာ macOS 11 Bisa ဆိုပြီးနာမည်ဖြစ်သွားတယ်အခုနောက်ပိတ်ဆုံးထွက်သွားတာက macOS 12 Monterey ဆိုပြီးတော့ download လုပ်ထားတာ။ဒါကတော့ Apple နဲ့ပတ်သက်တဲ့ OS version တွေ။ Google နဲ့ပတ်သက်တဲ့ခုနက OS version တွေ။ဒါတွေကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီ computer service လုပ်တော်မယ်ဆိုရင် Mac ပဲဖြစ်ဖြစ် Windows ပဲဖြစ်ဖြစ် booster အနေနဲ့ကွာတည်ထားဖို့လိုတယ်။ဆိုတော့ဒီဟာလေးတွေကိုလည်း booster အနေနဲ့လေ့လာမှတ်သားထားတာကိုအတွက် customer ကိုရှင်းပြတဲ့အခါမှာပို့ပြီးတော့မှ impression ရသေးတာပေါ့နော်။ Okay နောက်တစ်ခုဆက်သွားရအောင်။ဆိုတော့အခြား တခြား OS တွေလည်းသူကရှိသေးတယ်။တခြား OS တွေဆိုတာကသူက Linux ကိုအခြေခံထားတဲ့တခြား OS တွေရှိတယ်။ကျွန်တော်ကအများစုသိကြတာက Windows နဲ့ Mac OS ကိုအများစုသိကြတယ်။အဲ့တော့တခြား OS တွေဘာတွေရှိသေးလဲဆိုရင် Ubuntu ရှိတယ်၊ Fedora ရှိတယ်၊ Red Hat ရှိတယ်၊နောက် Chrome OS ရှိတယ်၊နောက် Kali OS ဆိုပြီးတော့စသဖြင့်ရှိတယ်။ Developer တွေအကြိုက်ပေါ့နော်။အဲ့တော့ဒီဟာတွေရှိရဲ့ Mac ကျွန်တော်တို့အဓိကလေ့လာမှာကတော့ Windows ပဲလေ့လာမယ်။ဘာဖြစ်လို့ Windows ပဲလေ့လာလဲဆိုရင်အများဆုံးအသုံးပြုတာဒီ Windows ပဲ။ Windows က ိုင်စင်နဲ့ရောင်းတော့လည်းပဲဒီမှာကဟို craft version တွေတုံးရတဲ့အတွက်ကိုအတုံးများတယ် user တုံးများများတဲ့အတွက်ဒီပေါ်မှာပဲကျွန်တော်ကဆက်ပြီးတော့လေ့လာကြရအောင်အဲ့တော့ဒီနေရာမှာကျွန်တော်ဘာပြောပြချင်တယ်ဆိုတော့ဒီ OS ထုတ်လုပ်တဲ့ company တွေအကြောင်းရှင်းပြပေးမယ် OS ကအများကြီးရှိရဲအတုံးများဆုံးက Windows ဆိုတာသိပြီပြီ Macintosh ရဲ့အတုံးများတယ်သို့တော့သူကတော့ Apple device ပေါ်မှာသာလျှင်တုံးဝင်ရတဲ့အမျိုးအစားဖြစ်တယ်ဆိုတော့ Windows ကိုဘယ်သူကထုတ်လဲ Microsoft company ကထုတ်တယ် မန်ကန်တက်ဆိုကြတော့ Apple ကနေထုတ်တယ်။အော်တခြား Ubuntu တို့ဘာလို့ရရလဲသက်ဆိုင်ကုမ္ပဏီတီးတီးထုတ်တယ်။အဓိကအကြီးဆုံး OS ကုမ္ပဏီဆိုလို့ရှိရင်တော့ Microsoft ပြောရမှာပေါ့နော်။ Microsoft အခုလက်ရှိသုံးမဲ့ဒီခုတင်ကြပြီမြတ် Windows အကြောင်းဟာ Windows ကို Microsoft ကုမ္ပဏီကထုတ်တယ်။ Okay နောက်ခုဆက်သွားမယ်။အဲ့တော့ program ဆိုတာဘာလဲဆိုတာလို့ရှင်းပြပေးမယ်။ OS ကိုတည်ပြီးဒီကွန်ပျူတာတွေထဲမှာထည့်ထားတဲ့ program ဆိုတဲ့အကြောင်းလို့ပြောပြမယ်။ program ဆိုတာကသူကအစီအစဉ်တကျ ခိုင်းထားတာလို့ program လို့ခေါ်တယ်ဘယ်လိုမှမျိုးလဲဆိုရင်ဥပမာမနေ့ရညိုးတယ်မနေ့ရညိုးလို့ရှိရင်ပါရင်စလုပ်မလဲအာမျက်နှာတင်မယ်ပြီးရင်သွားတိုက်မယ်အာပြီးလို့ရှိရင် coffee ဖြောမယ်အာ coffee ဖြောပြီးလို့ရှိရင်အာနောက်ဟို coffee ဖြောဖို့အတွက်ပါရင်လုပ်မယ်ရညိုးရင်တင်မယ်အာရညိုးရင်တဲပြီးရင်ရညိုးချက်တာနဲ့အာဖန်ခွဲတော့ဒီအာဖန်ခွဲတဲ့ဟောနော်ဒီနေ့တော့ထည့်မယ်ပြီးရင် coffee mode ထည့်မယ်ကြားထည့်မယ်နှုတ်မထည့်မယ်ပြီးရင် cloud မယ်ဆိုတော့အစီအစဉ်လေး ဒါပြီးရင်ဒါလို့ဒါပြီးရင်ဒါလို့ဒါပြီးရင်ဒါလို့ဆိုပြီးတော့သူ့ကိုလုတ်ထားတဲ့အဲ software လေးပေါ့နော်အဲ့ဒီဟာကသူက program လို့ခေါ်တာအစီအစဉ်ကြခိုင်းစေတာတော့ program ပဲဆိုတော့ computer ထဲမှာထည့်ထားတဲ့ program တွေဆိုတာဘောင်နေလိုက်ရင်ဘာပေါ်ရမလဲဒေါင်းနေလိုက်ရင်ဒါပေါ်ရမလဲဒါနဲ့နဲ့နဲ့ပေါ့ရင်ဒါထွက်ခိုင်းရမယ်ဆိုတဲ့ဟာကိုဒီ developer တွေကစီစဉ်ပြီးသားစီစဉ်ပြီးသားအခုတုံးနေရဲ့ program 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 ဆိုတာတွေကသူအဲ့တဘောပြောတာဆိုတော့ program ဆိုတဲ့အကြောင်းလေးဒီအစီအစဉ်တကြား အစီအစဉ်တကျစေခိုင်းထားတဲ့ဟာတွေကို program လို့ခေါ်တယ်။ Okay ။အဲ့တော့ကွန်ပျူတာမှာကွန်ပျူတာတစ်လုံးမှာမဖြစ်မနေကွန်ပျူတာတစ်လုံးရဲ့လို့ရှိတာရယ်မဖြစ်မနေပါဝင်ရမယ့် hardware တွေကြောင်းနောက်ထပ်နောက်နောက်တစ်ချိန်ပေါ့နော်ပို့ပြီးတော့သိအောင်ချက်ပြပြပေးမယ်။ဆိုတော့ကွန်ပျူတာတစ်လုံးမှာမဖြစ်မနေပါမှာဒီ system on ပါမယ်။ monitor ပါမယ်။နောက်ပြီးရင် keyboard keyboard ပါမယ်။နောက် mouse ပါမယ်။ system on ပါမယ်။ monitor ပါမယ် keyboard mouse ပါမယ်နောက်ပြီး UPS ပါပါဒါကွန်ပျူတာတစုံမှာမဖြစ်မနေပါဝင်ရမယ်ပစ္စည်း၄မျိုးပေါ့ဆက်ဆံဖို့ရှိရမယ် monitor ရှိရမယ် keyboard mouse ရှိရမယ် UPS UPS ရှိရမယ်ဆိုရင်ဒါဒီကွန်ပျူတာတစုံဖြစ်သွားပြီ UPS နော် UPS ရှိရမယ်ဆိုရင်ကွန်ပျူတာတစုံကွန်ပျူတာတစုံဖြစ်သွားပြီ UPS မပိုင်အောင်မရအောင်လားဆိုတော့ UPS မပိုင်ရင်လည်းသုံးလို့ရတယ်သို့တော့ UPS ကသူက ယုတ်တည့်ရမီးပြတ်သွားလို့ရှိရင်ယုတ်တည့်ရမီးပြတ်သွားရင် तू ကဟိုရှတ်ဒေါင်းလုပ်ဖို့အချိန်ရအောင်မဖြစ်မနေထည့်ပြီးတော့မဟုတ်လို့ရှိရင်မီးပြတ်တာနဲ့ကွန်ပျူတာချက်ချင်းပိတ်ပိတ်ကြောင်ဝင်ကြာလို့ရှိရင်ကွန်ပျူတာရဲ့ဟာ့ဝဲဘိုင်းနဲ့ပျက်စီးနိုင်တယ်ပေါ့နော်အဲ့တော့ဒီ system ပုံကီးဘုတ်မောင်း monitor UV ရဲ့ဒီကွန်ပျူတာတစ်စုံမှာမဖြစ်မနေပါရမယ် PC Okay အဲ့တော့ system ပုံထဲမှာဘာတွေပါလဲဆိုတာအောက်ကထပ်ရှိရှင်းပြပေးမယ်။ session ပုံးထဲမှာ session ပုံးတစ်ပုံးမှာမဖြစ်မနေမဖြစ်မနေပါဖို့ပါမယ် PC နံပါတ်1ကတော့ကေစင်ဘုံကြီးဒါဆက်ရှာဘုံဖြစ်ရတဲ့ကေစင်ဘုံကတော့မဖြစ်မနေပါတော့ပါမယ်ကေစင်ဘုံမင်းသူ့ထဲမှာနံပါတ်1ပါမှာဒီမသဘုတ်ပါမယ်မသဘုတ်ပါမယ်မသဘုတ်ပြီးရင်မသဘုတ်မှာ CPU ပါမယ် CPU ပြီးရင် memory ပါမယ် memory ပြီးရင်ခုနကဒီက power supply ကျို power supply ပါမယ်ဟော power supply โอเคဒီ power supply ပြီးရင် hard disk ကပါမယ် hard disk ကဒီဒီကွန်ပျူတာမှာဆိုရင် hard disk ကို NVMe ထည့်တဲ့အတွက်သူကဟိုဘယ်လိုကောင်းမလဲဟိုအလေးဖြစ်နေတာဟို memory လိုချောင်းလေးဖြစ်နေတာ hard disk hard disk ပါမယ်နောက်တစ်ချက်က graphic gap graphic gap ကတချို့လဲ graphic gap ပါတယ်တချို့လဲ graphic gap မပါဘူး graphic gap ကပါခြင်းမပါခြင်းကဟိုမပါလာလဲရှိနေလို့ပါလာလဲရှိနေတယ်ပေါ့နော် graphic gap က optional ပေါ့နောက်တစ်ခုက ram ram ကတော့မဖြစ်မနေပါဘူးပါမယ်အနည်းဆုံးတစ်ချောင်းကပါအောင်ပါမယ် ram ပါမ ဲ့တော့ဒီကွန်ပျူတာစိတ်ပိုင်းနဲ့ဒီ session ပုံထဲမှာပေါ့နော်အခုပြောပြသွားတဲ့ PC တွေကမဖြစ်မနေပါကိုပါရမယ် PC တွေပဲဖြစ်တယ်။အဲ့ကေရီအဲ့ PC တွေမှာပါကွန်ပျူတာတလုံး run လို့မရအောင်။ဟုတ်ပြီ။နောက်တစ်ခုကတော့ဟိုထည့်ခြင်းလည်းရရမထည့်ခြင်းလည်းရရဆိုတဲ့အကြံမှာ DVD writer တစ်ခုရှိမယ်။ဒီ DVD writer ကကြတော့အရင်တော့ကတော့မဖြစ်မနေထည့်သုံးကြတယ်။အဲနောက်ပိုင်းမှာတော့ DVD writer ကိုတချို့လည်းထည့်မစင်တော့ဘူး။ တချို့ကေတင်ပုံနေဆိုလို့ရှိရင် DB writer ထဲကိုအပေါက်တော့မပါတော့ဘူးနောက်ပိုင်းမှာဒီ DB CD ဆိုတာအသုံးနည်းလာတယ်သူ့စားပါတယ်အသုံးနည်းဆိုရင် memory stick ကိုအဓိကထားသုံးလာတဲ့အတွက်ဒီအဲ DVD RW ခေါ်တာပေါ့နော် rewrite သူ့ကိုထည့်ကျင်နေရတယ်မထည့်ကျင်နေရလိုရမရထည့်ထားလဲမှားတော့မမှားဘူးပေါ့နော်အခွေဒီပိုင်းဖတ်ဖို့လိုရတယ်ထည့်သုံးလို့ရတာပေါ့မထည့်ထားလို့ဆိုလည်းပဲဘာမှမဖြစ်ဘူးခုက CD ကဒီမှာမတွေ့ရတော့တော့ဖြစ်လာအဲ့တော့ဒါကွန်ပျူတာတလုံးမှာပတ်ဝန်းရမယ့်ပစ္စည်းတွေ ဆိုတော့အခုကွန်ပျူတာရဲ့အလုပ်လုပ်ပုံလေးအကျမ်းကိုဟိုပါဆရာလေးနဲ့တစ်ချက်ရှင်းကြမယ်โอเคကွန်ပျူတာတစ်လုံးမှာဒီကွန်ပျူတာတစ်လုံးကဘယ်လိုအလုပ်လုပ်တယ်ဆိုတော့ခုနကကွန်ပျူတာတစ်လုံးမှာ input ရဲ့ output ရဲ့ processing unit ဆိုပြီး၃ဘန်းပါတယ်ဆိုတော့ပြောတယ်အဲ့ဒီ၃ဘန်းလေးကိုပုံလေးနဲ့တစ်ချက်ရှင်းပြပေးမယ်โอเคဒီပုံမှာကြည့်မယ်ဆိုရင် keyboard mouse ဆိုတဲ့ input ပါမယ် CPU လေး run နေဖြစ်တဲ့ process လုပ်မဲ့ process unit ပါမယ်။နောက်ပြီး output ကိုထုတ်ပြပေးမယ် monitor ဆိုပြီးပါမယ်။ဆိုတော့ဒီ keyboard က input လုပ်လိုက်တဲ့ mouse ကနေ input ပေးလိုက်တဲ့ data တွေကိုဘယ်ပေါ်အရင်ရောက်လဲဆိုရင် RAM ဆိုတဲ့ memory ပေါ်အရင်ရောက်တယ်။ RAM ဆိုတဲ့ memory ပေါ်ရောက်ပြီးတော့သူ့အမှတစ်ဆင့် monitor မှာ output ထုတ်ပြီးပြပေးတယ်။အဲ့ဒါလိုပဲ ဒီ RAM ပေါ်ကနေတစ်စင်းအောက်ပေါ်ထုတ်ပြပေးတာ monitor ပို့သလိုသူက calculation လုပ်ဖို့ processing လုပ်ဖို့အတွက်ကို CPU C ကိုပို့ရတယ်။အော် CPU ကဒီ keyboard နဲ့ mouse တွဲလိုက်တဲ့ input တွေကို RAM မှာတစ်စင်း RAM မှာတစ်စင်း CPU C ကိုရောက်တယ် CPU မှာဒီ data တွေ process လုပ်တယ်။ခုနကပြောသလိုပဲပေါက်ခန့်လဲလဲလုပ်ခန့်လဲပြောက်ခန့်လဲဆက်ခန့်လဲလာဒီ battery တော့ဖွင့်လာလဲဆိုတော့ဟာဒီအလုံး CPU က processing လုပ်ပြီးတော့မှဘယ်ကိုပြန်ပို့ပေးလဲဆိုရင် RAM ကိုပြန်ပို့ပေးတယ်။အဲ့လိုပဲ RAM မှာတစ်စင်း monitor ကိုပြန်ပြပေးတယ်။အဲ့ဒီ process မှာ ဒီတွင်းလိုက်တဲ့ input data ဟာ RAM ဆိုတဲ့ပုံမှာရှိနေတဲ့အတွက်ဒီ data တွေဟာကွန်ပျူတာကိုမေးပြလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီ data တွေကပျောက်သွားမှာအကယ်၍ user က data တွေကို input လုပ်လိုက်ပြီးတော့ဒီ data တွေကိုမသိမ်းသာခြင်းဆိုရင်တော့ကိစ္စမရှိဘူးအကယ်၍ဒီ input လုပ်လိုက်တဲ့ data တွေကိုသိမ်းသာခြင်းခဲ့မှာဆိုရင်သူကဘယ်ကိုပို့ပေးရလဲဆိုတော့ RAM မှာတစ်ဆင့် story လို့ခေါ်တဲ့ device ထဲမှာသွားပြီးတော့သိမ်းရတယ်ဒီ story ဆိုတာကဟိုအဓိကတော့အတိအများတော့ hard disk ပေါ့ hard disk ဆိုတဲ့ထဲကိုသွားသိမ်းတယ် hard disk ထဲကိုသိမ်းလိုက်ပြီဆိုလို့ရှိရင်ဒီ data ကသူကကွန်ပျူတာ power ပိတ်တယ် data မပြတ်သွားတော့ဆိုတော့ဒီကွန်ပျူတာတစ်လုံးစီအခုဒီချမှာပြထားတဲ့အတိုင်းလေးပဲအလွတ်လွတ်တယ် very easy ရိုးရိုးရှင်းရှင်းလေးပါပဲ keyboard mouse ဒီ import တွင်းလိုက်တဲ့ data တွေကအရင်ဆုံး ram ဘောရောက်တယ် memory ဘောရောက်တယ် memory ရနေစဉ် monitor မှာလည်းပြပေးသလို memory ဒီ ram ကနေ cpu စီကိုလည်းပို့ပြီးတယ် cpu ကတွက်ချက်မှုတွေလုတ်လိုက်ပြီးတဲ့အခါမှာ ram ပေါ်ပြန်ပို့တယ်အကယ်၍ user က တွင်းလိုက်တဲ့ data ကိုတင်းနိုင်နေတယ်ဆိုရင် RAM တစ်စင်း hard disk ထဲမှာ तू က storage လုပ်သွားတယ်နော်ဒီပုံစံလေးအတိုင်း computer တစ်လုံးကအလုပ်လုပ်ပါတယ် okay အခုဒီ video မှာ computer လုံးလုံးပုံနဲ့ computer system ဘုံလုံးပုံပါဝင်တဲ့ပစ္စည်းတွေ hardware ဆိုတာဘာလဲ software ဆိုတာဘာလဲနောက် OS ဆိုတာဘာလဲဆိုတာလေးတွေကိုနားလည်သွားမယ်လို့ထင်တယ် video လည်းနားမလည်သေးရင်အကြိမ်သုံးဖို့နှစ်ကြိမ်သုံးကြိမ်တော့ကြည့်ပေး data လေးတွေကိုယ့်ရဲ့ခေါင်းထဲမှာ knowledge ဖြစ်သွားပြီဆိုလို့ရှိရင်ချင်းဆက်သင်ခန်းစာတွေကိုဆက်လေ့လာလို့ရမယ် ဒီဟာတွေ knowledge base အနေနဲ့ကိုယ့်ရဲ့ owner ထဲမှာရှိနေမှသာလျှင် computer service လုပ်တဲ့အခါမှာအများကြီးအများကြီးအထောက်အပံ့ပြုမှာဖြစ်ပါတယ်။ Okay သင်ခန်းစာနှစ်မှာဆက်တွေ့ကြပါမယ်။